ီဒေါ်လာရေးကြီးကတိတက်ပို့ပြီးတော့၈ရောက်လိမ့်မယ်ဆိုတာကိုကျွန်တော်တင်ပြခြင်းနဲ့ဒါကြောင့်မလို့ကျွန်တော်တို့အောင်ပွဲကိုရောက်အောင်သွားမှာဖြစ်တယ်အောင်ကိုအောင်ရမှာဖြစ်တယ်နော်ဒီကုန်းချုပ်အနေနဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်နော်အဲ့တော့မပကဖြစ်မလားနတ်တကဖြစ်မလားနော်နမခဖြစ်မလားဗျာဒါမလို့ယတခဖြစ်မလားဗျာเนาะအဲ့၄ခု၄ခု၄ခုเนาะ အဲ့ဒါဆက်ပြောချင်တာဒီလိုပြကျွန်တော်နောက်ကြောင်းလေးပြန်ကြည့်လိုက်လို့ရှိရင်တွေ့ရတဲ့ဟာကိုပြောတာနော်အဲ့တော့အခုချိန်မှာဖတ်တီတို့ကဂျူသွေးနေတာတော့ဂျူသွေးနေတာကနေအခုဖတိုတို့ကအခုကီယင်ပိနဲ့တခွန်းမှာနော်တဝဲဘက်အထိတောက်လျှောက်စက်ခတွေကိုနော်မောင်းထုတ်တာစက်ကနေတစ်ခုပြီးတစ်ခုသိမ်းနေတယ်အရအာရကိုကောင်းတာဒီကျွန်တော်တို့နွေဦးတော်လိုင်းရေးကြီးမှာရှိတဲ့နော်ဒိုင်ယန်နာလက်နဲ့ကြိုက်တက်ဖွဲ့ပေါင်းစုံနော်နွေဦးတော်လိုင်းအင်အားစုတွေ အကုန်လုံးစုပေါင်းပြီးတော့များနော်နိုင်ငံတော်အဆက်မာဗျော်နဲ့ရန်သူကိုနှွာနိုင်မယ်ဆိုရင်တော့အစုံသက်တက်ကွယ်ငါတို့နှွေးရပြီဆိုတာလက်တွေ့ဖြစ်ပါလိမ့်မယ်လွယ်သလားဆိုတော့မလွယ်ဘူးဒါပေမဲ့လက်တွေ့ဖြစ်လာဖို့ကတော့ပုံနီးဆက်လာလိမ့်မယ်နော်ပို့ပြီးတော့နီးဆက်လာလိမ့်မယ်အဲ့တော့ဒီလိုမျိုးကြီးဖြစ်ဖို့ဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ကအားကိုးရဆိုလို့ ကျွန်တော်တို့ရဲ့တိုင်းတာလနဲ့ကကြောင်းဆောင်ကြီးတွေပဲရှိတယ်အဲကုဝင်လင်းလင်းပြောပြတာလူဟုတ်တော်လိုင်းမှာကျွန်တော်တို့အာကူအာထာဖြစ်တဲ့ကောင်းဆောင်တတိပေါ်လာတယ်လူငယ်ပြည့်စုံတတိပေါ်လာတယ်ဒါလည်းအမှန်တရားเนาะလှုပ်ဆောင်နေတဲ့သူတွေအများကြီးရှိတယ်သို့တော့ကျွန်တော်ပြောချင်တာကဒီတော်လိုင်းတစ်ခုလုံးကိုနိုင်အောင်တိုက်ဖို့အမျော်မြင်မဟာပြူရဆွဲတာဥဆောင်မှုပေးတာကြတော့ကျွန်တော်တို့တိုင်းသားကောင်းဆောင်ကြီးတွေကိုကျွန်တော်တို့ကအားကိုးရမှာဖြစ်တယ်။ဒါကြောင့်တို့ရဲ့စည်ရေးနိုင်ငံရေး ရေချိန်နဲ့အမြင်တွေကအရန်အရန်ကိုတမိုးရှိတယ်ဒါကပတ်စံနဲ့ပြီးဝယ်လို့မရအောင်အတွေ့အကြုံဆိုတာကဖြတ်တန်းခဲ့မှုနဲ့ဆိုင်တယ်နော်အောက်ဆန်အွန်ကလိုင်းပါအောက်ဆန်အွန်ကလိုင်းပါနော်ရိုစီအောနာဒမောတာလီစွာမင်္ဂလာပါနော်ဆိုတော့ဒီဖြတ်တန်းမှုတွေကတိုင်းသားကောင်းဆောင်ကြီးတွေရဲ့ဖြတ်တန်းမှုတန်ဖိုးတွေတို့ရဲ့စီးရင်အမြင်နဲ့ငယ်ရေးအမြင်တွေတိုက်တက်မှုရှိတယ် တကယ်လို့မြန်ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်ဒီတိုင်းသားကောင်းဆောင်ကြီးတွေနော်နဲ့ຫນွေဦးတော်လိုင်းရေးနဲ့ပေါင်းဆက်ပြီးတော့ဥစားမှုပေါ့ဗျာနော် coordination နော် command committee ဖြစ်ဖြစ်ဒါကူမြန်ဖွဲ့နိုင်မယ်ဆိုရင်အဲ့ဒါနဲ့ဖွဲ့ပြီးတော့ကျွန်တော်တို့နော်ဘူပေါင်းဆောင်မှုညှိနှိုင်းဆောင်မှုပေါင်းဆက်ဆောင်ရွက်မှုတွေလုပ်နိုင်မယ်ဆိုရင်ຫນွေဦးရဲ့ခီးကပုံနီးလာပြီး ကျွန်တော်တို့ဒီလိုပြောလို့ရတယ်เนาะဆိုတော့တခါကျွန်တော်တို့အညာဒီသားမှရှိတဲ့เนาะဗမာအင်အားစုတွေလူဦးတော်လိုင်းအင်အားစုတွေเนาะပုံမှုပြီးတော့စုစုစည်းစည်းနဲ့တပွဲနဲ့တပွဲမှာဟာမင်းဆက်ဆံရေးနဲ့ပူပေါင်းဆက်ဆံရေးနဲ့เนาะဗမာတပေါင်းစုကြီးလဲပေါ်လာမယ်ဆိုရင်တော့ပိတ်ကောင်းတာပေါ့เนาะအဲ့လိုမျိုးဖြစ်လာဖို့ဆိုတာကလည်းကျွန်တော်တို့အားကိုးကြတာကတော့တိုင်းသားတော်လိုင်းကောင်းဆောင်ကြီးတွေပဲဖြစ်ပါတယ်เนาะဆိုတော့တိုင်းသား တော်လည်းခေါင်းဆောင်ကြီးတွေကဗမာကိုဝင်ပြီးတော့ဥဆောင်ပေးရမယ့်အချိန်ရောက်နေပါပြီเนาะဗမာတွေကအာကူးကျင်တယ်ဆိုတာအဲ့ဒါပါเนาะအာကူးကျင်တာဗမာတိုင်းသားတွေကเนาะဗမာတိုင်းသားတွေကသွေးမသေးပါဘူးသွေးမကြောင်ပါဘူးเนาะကိုယ်တိုင်တိုက်ပွဲဝင်မှရမယ်ဆိုတာလည်းသိပါတယ်ဒီလိုသိလို့လဲကိုယ်တိုင်လည်းတိုက်ပွဲဝင်ပါတယ်ဒါပေမဲ့ဒီဒေါ်လာအေးကြီးကကျူတင်စီစဉ်ထားတဲ့ဒေါ်လာမဟုတ်တဲ့ခါကြတော့ ဗမာတိုင်းသားတွေကလက်ဗလာနဲ့စရတဲ့ခါမှာနှစ်ပေါင်း90လောက်တတန်းရှိတဲ့နိုင်ငံတော်ဘန္နာကိုခိုးပြီးတော့တိုင်းပြည်ဘန္နာကိုသုံးကြိမ်တိုင်းသုံးဝင်ရထားတဲ့စစ်ကောင်စီရဲ့လေရင်တွေရဟိုက်နေနော်အမြောက်ကြီးတွေစိန်ပြောင်းတွေ RPG တွေကိုလက်ဗလာနဲ့ရင်ဆိုင်ဖို့ကြတော့မလွယ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အညာသားတွေဗမာတွေလက်နက်နဲ့အသက်နဲ့လဲပြီးတော့1027မှာသွားပြီးအသေးခံကြတာ အေရဲ့เนาะထိုးစင်မှာသွားပြီးတော့တက်ပွဲဝင်ကြတာကရင်နယ်မှာသွားပြီးတော့တက်ပွဲဝင်ကြတာကချင်နယ်မှာသွားပြီးတော့တက်ပွဲဝင်ကြတယ်ဆိုတာတကယ်တော့ဘဝမှာတံမိုးကြီးဆုံးဖြစ်တဲ့အသက်ကိုရေးပြီးတော့လောင်းကြီးထပ်ပြီးတော့လက်နက်နဲ့အသက်နဲ့လဲကြတာပါပြောရမယ်ဆိုရင်အသက်နဲ့တနက်နဲ့လဲကြတာပေါ့နော်ဤသိရင်လဲသိပင်မသိရင်တော့တနက်ရမယ်ဆိုရဲမျောလင်းချက်လေးနဲ့လုတ်ကြတာပါ ျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကဒီဗမာတိုင်းရင်းသားတွေအညာဒေသမှာဆိုလို့ရှိရင်လေအဖွဲ့တွေအများကြီးပဲသူတို့ပေါ်ကိုစူးစီးညွန့်ဖို့ကြတော့နော်စူးစီးညွန့်ဖို့ကြတော့ဩဇာဩဇာပြောနာကတိုင်းသားကောင်းဆောင်ကြီးတွေဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကြီးအောင်ဖို့လို့ဆိုလို့ရှိရင်သူတို့တွေလည်းညွန့်ပြီးတော့နော်ညွန့်ပြီးတော့ အင်အားစုကြီးကောင်းကောင်းဖြစ်လာဖို့လိုတယ်ဆိုတာကကျွန်တော်လိုအရက်သားတော်မြင်တိုင်းသားလက်နက်ကင်တော်လိုင်းကောင်းဆောင်ကြီးတွေပုံမြင်တာပေါ့အဲ့တော့ပြောစရာရှိတာပေါ့ငါတို့လည်းငါတို့ဒေသမှာစစ်ရေးတွေလုပ်နေရသေးတယ်နော်မင်းတို့ဒေသလှည့်မကြည့်နိုင်ပေးဘူးလို့ပြောရင်လည်းပြောလို့တော့ရတာပေါ့ဒါပေမဲ့သင်ကြတာတခုကတော့ဒီဒေါ်လာအောင်ဖို့ကအနားမှာရှိတဲ့ရန်သူကိုပဲကျွန်တော်တို့ကမဲနေလို့မရအောင်ဒီရန်သူလာရလမ်းနဲ့ ဒီရန်သူပတ်ဖွားရဒီသဒီရန်သူရဲ့ထောက်ဖို့အသက်လမ်းကြောင်းနေဒါတွေကိုကျွန်တော်တို့ဖြတ်နိုင်မှသာလျင်ကိုယ့်အနာကိုရောက်လာတဲ့ရန်သူကနဲသွားမယ်ထက်မရောက်လာနိုင်တော့ဘူးရှိပြီးသားတွေကိုကျွန်တော်တို့ကရေတောက်မြစ်ကိုဖြတ်လိုက်နိုင်မယ်ဆိုရင်အလုံးကိုအကျိုးများပါလိမ့်မယ်ဒါကြောင့်မလို့ဒီမူပေါ်ကိုမူတည်ပြီးတော့ကျွန်တော်တို့ခေါင်းဆောင်ကြီးများကနော် ခေါင်းဆောင်ကြီးများကနော်ခေါင်းဆောင်ကြီးများကခုနလိုမျိုးပေါ့ဗျာနော် Central Command Coordination Committee လိုမျိုးဖွဲ့စည်းပြီးတော့နိုင်ငံရေးစစ်ရေးစီးပွားရေးဥဆောင်မှုများပေးမယ်ဆိုရင်နော်ပေးမယ်ဆိုရင်ကျွန်တော်ယုံကြည်ပါတယ်ဗမာတိုင်းရင်းသားတွေကအိုးစီပုံပေါင်းနေနဲ့ကျိုးစုံနေမှာပါထောက်ကုန်နေမှာပါနော် အဲ့တော့ခုနလိုပဲကျွန်တော်တစ်ဆက်တည်းပြောရမယ်ဆိုလို့ရှိရင်ဗမာတွေဖြစ်ဖြစ်အညာသားတွေဖြစ်ဖြစ်အသက်နဲ့တနက်နဲ့လဲကြတယ်နော်လဲကြတယ်အဲ့တော့ရန်သူကလက်နက်ကင်တက်ဖွဲ့ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကလက်နက်ကိုလက်နက်နဲ့ပြန်စုံမရပါဘူးလက်နက်ကိုလက်နက်နဲ့ပြန်စုံမရမှာဖြစ်တဲ့အတွက်အညာဒေသရေပြန့်ဒေသမှာ တကယ်ကိုထိရောက်တဲ့ထိုးစစ်ကြီးတွေစင်နိုင်မှုဆိုလို့ရှိရင်အဲ့ဒီဒေသတွေမှာလက်နက်တပ်စင်ကြီးနဲ့လက်နက်ရရှိရေးရလဲသိအရေးကြီးပါတယ်နော်လက်နက်တပ်စင်ကြီးနဲ့လက်နက်ရရှိရေးဆိုလို့ဒေါ်လာရင်းအစမှာတော့တော့အားလုံးဒီပါဂျင်းနေမိကြရပေါ့နော်လက်နက်ပွဲစားတွေလုပ်တာဘယ်လိုလုပ်လဲဆိုတော့ဘူတော်ဖျားလက်ထက်ကတနက်အစုပ်တွေဟောင်းနေနော်အဲ့ဒါတွေကို လေးစားလောက်တင်ပြီးရောင်းတာဒီဂျင်းနေတော်တော်မိကြတယ်ပေါ့နော်ရာသူနဲ့တကယ်တိုက်တဲ့အခါကျတော့ဂျီကမထွက်တော့ဘူးသုံးလုံးကမရတော့ဘူးဒါမျိုးတွေကတာလုံးဒီပါကြုံခဲ့ဘူးကြာမှာပါနော်အဲ့လိုမျိုးတော့လည်းမဖြစ်စေချင်ပါဘူးကြာနော်အသက်နဲ့ရင်းရတဲ့တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့အဲ့တော့တကယ်တော်လည်းကောင်းဆောင်ကြည့်ပြအနေနဲ့မိမိဒေသမှာရန်သူမရောက်လာဘူးရောက်နေတဲ့ရန်သူကိုအပြတ်နှွာဖို့ ਨੇ နောက်ထပ်ရန်သူတွေထပ်မငွေးဖွားလာဖို့ဆိုလို့ရှိရင်ရန်သူတွေပောက်ခွာရ ရန်သူတွေလာရာရန်သူတွေရဲ့ရေတောက်မြစ်တွေကိုဖျက်ဖို့ဆိုရင်ကျွန်တော်ဒီအညာဒေသကရဲဘော်တွေကိုလက်နက်တပ်ဆင်ပေးဖို့တည်ရည်ကြီးပါတယ်အဲ့တော့လက်နက်တပ်ဆင်ပေးပြီးတော့ကျွန်တော်ဒီလိုပြောတော့ဟဲ့ကောင်နေမင်းတို့မင်းတို့အလကားလူကျင်တာလားအချောက်လူကျင်တာလားဒီလိုမဟုတ်ပါဘူးကျွန်တော်တို့သိရသလောက်ဆိုလို့ရှိရင်အညာဒီတာမှာလေကျွန်တော်တို့အခွန်အခတွေအကောက်တွေเนาะရတဲ့ဟာတွေအများကြီးပါအ ဒါတွေကိုတိတိယောက်နဲ့စီမံခန့်ခွဲပြီးသုံးစွဲမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးအများကြီးရှိပါတယ်အဲ့ဒါတွေကိုဝယ်တဲ့အပြင်ကိုကိုယ်တိုင်တော့ထုတ်နိုင်တဲ့အဆင့်ရှိပါတယ်နော်ကိုယ်တိုင်တော့ထုတ်နိုင်တဲ့အဆင့်ရှိပါတယ်ဆိုတော့တကယ်ဝယ်မယ်ဆိုတကယ်ဖြစ်ပါတယ်လူဝတ်နေတဲ့ယူပေါက်ကတော့အဲ့ဒီပစံတွေကိုကောက်ခံခွင့်ရတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေနော်အစုအဖွဲ့တွေကကိုဂျိုးရှာအတ္တအလွဲသုံးစားလှုပ်ပြီးတော့ အငွေ့ပြန်သွားတာအေးပြော်သွားတာနော်တိုက်ဒီကားတွေဝယ်လိုက်တာစိုင်းတွေဝယ်လိုက်တာရက်ဆိုင်တွေဖွင့်လိုက်တာအဲ့ဓာဒီပဲအဓိကအဲ့ဓာဒီဟူသားကျွန်တော်တို့ကယူပေါက်ကိုပိတ်ပြီးတော့ဒီပတ်စံကင်နာကအစမင်းတို့ဗမာတွေနော်မင်းတို့ကင်နေတာရဲ့လွဲနေတယ်မင်းတို့လွဲတဲ့ corruption ဒီမင်းတို့ရဲ့ခိုးမှုဒီအကျင့်ပြတ်ခြားစားမှုဒီ ငါတို့ကရင်ငါတို့ကချင်ငါတို့ရခိုင်တော်လိုင်းကြီးပါထိလိုက်မယ်။ဘာကြောင့်လဲ။မင်းတို့ကဒီပတ်စံကိုဘုံနေခိုးတယ်ခိုးရဲခါကြတော့လူတွေကတောက်စားပြောပတ်မှုရတယ်။နော်။တခါကြတော့တော်လိုင်းကြီးမှာစိတ်ငွန်စားတော့ဘူး။တခါကြတော့စက်ကောင်စီနဲ့ပေါင်းတာတွေဖြစ်လာမယ်။တကယ်လို့များဒီဟာကိုသာအကျိုးရှိရှိအသုံးချမယ်ဆိုလို့ရှိရင်လက်နဲ့ဒီဝယ်လို့ရတယ်နှာခမ်းညီဒီဝယ်လို့ရတယ်။နော်။စက်ယုံအောင်ထောင်လို့ရသေးတယ်။ဒါကြောင့်မလို့ မင်းတို့တွေဒီဟာလောက်တာကမင်းတို့တွေမှန်မှန်ကန်ကန်လောက်ကြပါဆိုတဲ့ဥဆောင်မှုဩဝါဒကထာဒီလိုမျိုးလမ်းညွှန်မှုပေးရင်တော့မှအများကြီးထိရောက်ပါတယ်နော်ဒါကိုကျွန်တော်အနေနဲ့တင်ပြချင်တယ်အဲ့တော့ဒီဒေါ်လာကြီးအောင်မှုဆိုရင်စစ်ကိုနိုင်တတ်ရမယ်ဆိုတာအားလုံးလည်းသိတယ်ကျွန်တော်တို့ဒါကနိုင်ကိုနိုင်မရမယ်အဲ့တော့အောင်မြင်မှုကိုအရယူခြင်းမှတပါလဲအခြားမရှိနော်ကျွန်တော်တို့တွေဒီအောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိဒီလိုအောင်မြင်မှုကိုအရယူဖို့ဆိုလို့ရှိရင် အောင်မြင်ဖို့နီလန်းများကိုအောင်မြင်ဖို့လုံနိုင်သူများ ਨੇ အောင်မြင်ဖို့လုံနိုင်ရမယ်လက်တွေ့လုံနိုင်ရမယ်ဒီလိုအောင်မြင်ဖို့လုံဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လူကောင်းလူတော်တွေ ਨੇ ဥစားမှုတွေပေးเนาะယူပေါက်တွေကိုပိတ်တခါကျွန်တော်တို့ဒီဒေါ်လာရေးကြီးကိုအမှန်တကယ်ကိုပေါ့เนาะစွတ်စွတ်စီစီညီညွတ်ညွတ် ਨੇ ဥစားမှုတွေကိုတိုင်းသားလက်နက်ကြိုက်ဒေါ်လာရေးခေါင်းဆောင်ကြီးများက ရှေ့ဆုံးကထိတ်ဆုံးကအပေါ်ဆုံးကနေပြီးတော့ဥစ္စာမှုကိုယူမယ်ဆိုရင်ပေးမယ်ဆိုရင်ကျွန်တော်ပြောချင်တာကနော်ဟိုပုံပုံလေးလေးပြောပြတာပုံပုံလေးလေးပြောပြတာဒီခေါင်းဆောင်ကြီးရဲ့အရှိန်အဝါဩဇာအာဏာကို သုံးပြီးတော့ကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီဒေါ်လာရေးကြီးကဒီတက်ပို့ပြီးတော့ရှေ့ရောက်လိမ့်မယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အောင်ပွဲလို့ရောက်အောင်သွားမှာဖြစ်တယ် အောင်ကိုအောင်ရမှာဖြစ်တယ်နော်ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တင်ပြချင်တာကဒီဒေါ်လာရေးကြီးရဲ့ဥဆောင်မှုကိုနော်မြန်မာပြည်လုံးတိုက်တန်တဲ့ floor ချုပ်လို့အတွက်ဒိုင်းသားလက်နက်ကင်ဒေါ်လာရေးတပ်ဖွဲ့ခေါင်းဆောင်ကြီးတွေကဥဆောင်မှုပေးပေးပါဩဇာကိုယူပေးပါနော်ခေါင်းဆောင်မှုကိုပေးပေးပါမြန်မာပြည်လုံးကိုလွှမ်းခြုံတဲ့နော် Central Command Coordination Cooperation Collaboration Committee ကိုဖွဲ့စည်းပြီးတော့ခေါင်းဆောင်မှုကိုပေးပါ နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီလက်နက်ကင်တော်လည်ရေးနဲ့နော်ပြီးသူအခြေခံသောနော်ကျွန်တော်ပြီးသူအခြေခံသောပြီးသူပြီးသူစပြီးသူပြောက်ကြနော်တော်လည်ရေးကြီးကိုဥစားမှုအခက်ကနလုပ်ပြီးပါနော်ဖော်ဆောင်ပြီးပါဆိုပြီးတော့ကျွန်တော်တင်ပြရင်းနဲ့ဒီຫນွေဥတော်လည်ရေးကြီးအောင်မြင်ဖို့လို့အတွက်အလွန်အရေးကြီးတဲ့မဟာဗျူဟာ၅ချက်ကိုလည်းကျွန်တော်တို့ တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးများဤနော်ဥဆောင်မှုနဲ့ຫນွေဥတော်လိုင်းရဲဘော်များဤလက်တွေလှုပ်ဆောင်မှုပေါင်းဆက်ပြီးတော့ဖော်ဆောင်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဆုံးသက်တိုက်ပွဲငါတို့ရမည်အောင်ကိုအောင်မည်ဆိုတာကမနေ့ဧကံမုတ်ချဖြစ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တင်ပြခြင်းနဲ့ຫນွေဥတော်လိုင်းအောင်မြင်ဖို့နော်အဓိကလှုပ်ဆောင်ရမယ်မဟာပြူဟာ၅ချက်ဆိုတော့နံပါတ်၁စစ်ကောင်စီကအခုဖော်ဆောင်နေတဲ့နော် အတင်းကျပ်စစ်မှုထမ်းဥပဒေကိုရအောင်ဖျက်နိုင်ဖို့လိုမယ်နော်ဘာကြောင့်လဲဆိုတော့ကိုရီဘက်ကဒီကောင်တွေကိုပြုတ်ပြုတ်ပြုံးဆော်လာပြီးတဲ့အချိန်မှာဂျုံဂျုံကြသွားတဲ့စစ်ကောင်စီတီသူတို့ရဲ့ပြုံးတီးသွားတဲ့စက္ခရရက္ခမအလာတွေမျောစာတွေအတွက်ကိုဒီပြည်သူတွေကိုအတင်းဆွဲခေါ်ပြီးတနတ်ပေးပြီးတော့အင်အားသက်တွေကထပ်ပြီးတော့ပောက်ပွားနေတယ်နော်အဲ့တော့ဒီလိုမျိုးမဖြစ်ရလေအောင်ဒါကိုဖျက်ဖို့လိုတယ်နံပါတ်1 ကျွန်တော်တို့ငတ်တိုက်ကြီးလက်ထတိုက်ကြီးရှင်းဖို့လိုတယ်နံပါတ်3ကပ္ပစတွေရှင်းဖို့လိုတယ်နံပါတ်4เนาะတို့ရဲ့နောက်တန်းဌာနချုပ်တွေเนาะတပ်ပဌာနချုပ်တွေတရင်ဌာနချုပ်တွေကို short တိုက်တုံးလို့ဟာမျိုးတွေเนาะဓာတူပြစ်တုံးလို့ဟာမျိုးတွေ ਨੇ ကျွန်တော်တို့ပုံမှန်ရှင်းနေနိုင်ဖို့လိုတယ်နံပါတ်5ကျွန်တော်တို့ရန်သူရဲ့စက်သွယ်ရည်နဲ့เนาะလမ်းပန်းစက်သွယ်ရည်ကွန်ရက်တွေကိုကိုယ့်ဘက်ကမထိခိုက်စေဘဲနဲ့ဖြည့်ရှင်းနိုင်မယ်ရှင်းလင်းနိုင်မယ်ဆိုရင် ရန်သူရဲ့ပင်မအသက်သွေးကြောတွေရန်သူပောက်ဖွားဒေသတွေရန်သူလာယာတွေရန်သူရဲ့ထောက်ပံ့လမ်းကြောင်းတွေဒါတွေကိုကျွန်တော်တို့ကပြန့်ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဒေသတွေမှာရှိရဲတိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ဆက်ထိုးစစ်အဟုန်ဟာရှေ့ကိုတဟုန်တူးเนาะတောင်ကြချောင်းရီကဲ့သို့ရောက်လာမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြရင်းနဲ့အညာဒေသမှာကျွန်တော်တို့ရေပြင်မှာရှိတဲ့ PDF တွေ LDV တွေပွဲကနေတယ် တိုက်ပွဲတွေဖော်ဆောင်နေတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်မြင်းချက်မှာမြေနော်နေရာအနက်မှာစမိတ်ခုံတို့ဘာတို့တော်လန်ကြီးရဲဘော်တွေပွဲကနေကြတယ်တိုက်ပွဲတွေဖော်ဆောင်နေကြတယ်။တိုက်ပွဲတွေဆိုတာကဈေးတားကြီးတယ်ပထမဆုံးဈေးကြီးဆုံးကတော့အသက်တွေပေါ့နော်အဲ့တက်ပေါ်မှာဆိုလေတော်လိုင်းရဲဘော်9ရောက်လောက်ကြာသွားတယ်လို့ကျွန်တော်သတင်းစကားကိုစိတ်မကောင်းစွာနဲ့ကြားရတယ်။ဒါအပြင်ကိုကြီးစံတရောင်းတော့တပေါင်းလောက်ဖြစ်နေတဲ့အချိန် RPG နော်တတုံးကို10သိန်းလောက်ဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်အဲ့ဒီတိုက်ပွဲတွေပေါ်ဆောင်နေတဲ့နော်0ကိုတက်ကြီးတို့နော်နောက်တစ်ခါကျတော့မြေပြင်မှာအမြဲတမ်းတိုက်ပွဲတွေပေါ်ဆောင်နေတဲ့နော်ဂျာဂျပန်နဲ့တက်တော်ကဂျာမေးလေးတွေကိုမိုက်ခဲတို့ဒါကပြီးခဲ့တဲ့ရက်ပိုင်းကရေစကြိုမှာအောင်ပွဲတွေကိုနော်ပေါ်ဆောင်သွားတဲ့နော်ကျွန်တော်တို့ရေစကြိုမှာဆိုရင်စစ်ကောင်စီရဲ့စက်ခတရင်တရင်လုံးကိုဖျောက်ပလိုက်တဲ့နော် စောက်တန်းရည်စကြိုးဒေါ်လာအိတ်တဖွဲ့ကကိုအောင်မောင်းတို့တခါအိမ်မှာဆိုလို့ရှိရင်ဒါစောက်တန်းရည်စကြိုးတဖွဲ့တည်းမဟုတ်ဘူးဗမာမျိုးသားဒေါ်လာအိတ်တော်ဘီအန်အာရီတို့เนาะအကုန်လုံးပါတယ်เนาะတခါပလဲမျိုးသိန်းတိုက်ပွဲကိုအောင်မြင်စွာဆွံ့နွဲပြခဲ့တဲ့ဘုန်းကားဥဆောင်တဲ့ဘီအန်အာရီတို့เนาะတခါကပ္ပဆက်ဆက်ယုံတွေကိုကျွန်တော်တို့အနီးကပ်သွားပြီးတော့ရှင်းလင်းခဲ့တဲ့เนาะဗမာဗမာတက်တော်ဗမာအာဗမာအာမီတို့เนาะသူတို့တွေကိုကျွန်တော်တို့ ထောက်ဖို့လုပ်ပေးကြပါမြေပြင်ကိုတည်းရောက်ရှိအောင်တကယ်တော်လိုင်းလှုပ်ဆောင်နေတဲ့သူတွေကိုငွေကြေးတွေရရှိအောင်လုပ်ချင်တယ်လေတော်လိုင်းကြီးကိုအောင်မြင်အောင်လုပ်ချင်ဖြစ်တယ်စစ်ကွန်ဒန်းအောင်တိုက်ချင်ဖြစ်တယ်เนาะပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တင်ပြတဲ့เนาะအဲ live ဒီမှာကျွန်တော်ပြောခဲ့မိတာကဘာလဲဆိုတော့ခင်ဦးလို့ကျွန်တော်ပြောခဲ့မိတကယ်တော့မဟုတ်ဘူးရေဦးလို့ဆိုပြီးတော့အဲဒီစကားဝိုင်းမှာပါတယ်ကျွန်တော်မိတ်ဆွေကကျွန်တော်ကိုပြန်ပြီးတော့ပြင်ပေးတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့အမားပြင်စင်ချက်လုပ်ပါတယ် ရေဦးရေဦးလွတ်တော်အမတ်ကနော်ရေဦးလွတ်တော်အမတ်ကသူ့သားကိုတက်ရင်မှု ဖြစ်စေချင်တာနဲ့နော်ဆွေမျိုးတွေနဲ့တက်ရင်ဖွဲ့တယ်ဆိုပြီးတော့ရှိသလောက်လူနဲ့တက်ရင်ဖွဲ့ပြီးတော့တကယ်စစ်မတိုက်ဖဲနဲ့ရမုံမှုခွဲတဲ့နေယူတယ်နော်စစ်ကြောင်းလာရင်ပြေးတယ်ပြီးလိုက်ပေါ်တက်ပြီးတော့ဘာညာတာတကာနေကြကွာစီပြောတယ်အဲ့လိုမျိုးအယောင်ဆောင်တော်လိုင်းသမားတွေရဲ့လက်ထက်ကိုနော်ကျွန်တော်တို့ကပတ်စံနေရောက်သွားမယ်ဆိုရင်လေသူတို့ကိုအားကိုးမိရင်လေမှားလိမ့်မယ် ဒီလိုမျိုးတွေကိုလည်းကျွန်တော်ကရှာမှုလူတွေရှာဖို့လူတွေเนาะတခိုးကိုမလူမိဘူးလို့တို့လို့ခိုးတော့မခိုးဘူးဒါပေမဲ့ဖြုံးတိပြစ်မဲ့အယောင်စားတလဲသမားတွေเนาะသူတို့ရဲ့လက်ထက်ကိုလျှောက်အောင်လှုပ်ချစ်တည်လဲတော်လန်ရေးကိုအနိုင်တိုက်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြခြင်းတယ်အဲ့တော့ကျွန်တော်တို့ကဒီခေါင်းစဉ်တွေကလို့ပဲတော်လန်ရေးကိုအောင်ဖို့ဆိုလို့ရှိရင်အောင်ဖို့နီလန်းနေကိုအဲ့တော့အောင်ဖို့နီလန်းနေဆိုတာဘာဒီလဲကျွန်တော်အခုတင်ပြနေတယ်เนาะဟို တခိုးတွေရှိရောပတ်စံမရအောင်လုပ်ချက်နေလားအောက်ဖို့နီလမ်းမှာတခါလိုအပ်နေတဲ့ပတ်စံကိုအချိန်နဲ့တပြေးညီလိုအပ်နေတဲ့လက်နက်ကိုအချိန်နဲ့တပြေးညီတက်ဆင်ပေးနိုင်ခြင်းရလဲအောက်ဖို့နီလမ်းမှာတခါဟန်ဆောင်တော်လိုင်းသမားတွေရဲ့လက်ထဲကိုငွေကြေးတွေမရောက်သွားအောင်လုပ်ချက်ရလဲတော်လိုင်းကြီးကို အောက်ဖို့နီလမ်းမှာတခါအချစ်ပြတ်ချထားမှုတွေကိုဖော်ထုတ်ခြင်းကလည်းအောက်ဖို့နီလမ်းမှာအဲ့ဒါကြောင့်မလို့အောက်ဖို့နီလမ်းများကို အောင်အောင်လုပ်နိုင်သူများ ਨੇ အောင်ဖို့လုပ်နိုင်သူများ ਨੇ အောင်ဖို့လုပ်နိုင်တာဘယ်သူတွေကလုပ်နိုင်မှာလဲ တေးကြတာကတော့เนาะလူကောင်းလူတော်တွေကလုပ်နိုင်ပါတယ်เนาะအနစ်နာခံနိုင်တယ်ကိုကျိုးစွနိုင်တယ်เนาะမြေပြေပေါ်မှာရှိရယ်ပြည်တွင်းမှာရှိရယ်ရဲဘော်ရဲဘက်စိတ်ရှိတယ်ဒီလိုရဲဘော်ရဲဘက်စိတ်ပြီးတော့ကောင်းဆောင်မှုကိုကောင်းကောင်းပေးနိုင်တယ်လူကောင်းလူတော်တွေအဲ့တော့ဒီဘက်ကမှာတော့ကျွန်တော်တို့တဲမှာတော့ပြောစရာကတော့ဘာရှိလဲပြောမယ်ဆိုလို့ရှိရင်ဒါဇာလန်စကီကိုတော့လူတိုင်းကချီးကျူးကြတာပေါ့နော် မြေပြင်မှာရှိနေတယ်။ဘာကူမှဂီးမဆိုင်ဘူး။သူ့ကိုအမေရိကန်အစိုးရနော်ဘိုင်ဒန်ကနော်ဘိုင်ဒန်ကဘိုင်ဒန်ကလေရင်လက်မှတ်ပုတ်ပြီးလိုက်ရမလားလေရင်ပုတ်ပြီးလိုက်ရမလားဆိုတဲ့အချိန်မှာသူကကျွန်တော်လေရင်မလိုချင်ဘူးကျွန်တော်လက်နက်ခဲရမလိုချင်တယ်ဆိုပြီးတော့ကမ္ဘာအဆင့်နံပါတ်2ရှိတဲ့စစ်တပ်ကြီးဖြစ်တဲ့ရုရှားပူတင်ကိုပြန်ပြီးတော့ခံချရဲတဲ့တပ်တီနဲ့ခံချနေနိုင်တာကိုချီးကျူးကြတယ်လို့ တော့မြေပြင်ပေါ်မှာရှိသောခေါင်းဆောင်မှုဆိုတာလည်းပိတ်ရေးကြည့်တာပေါ့နော်မြေပြင်ပေါ်မှာရှိသောခေါင်းဆောင်မှုလက်ရည်တပြင်တည်းဦးစားဘက်သွေးသမြေပြင်ပေါ်မှာလက်ပွန်းတတိရှိတဲ့ခေါင်းဆောင်မှုကဒီဒေါ်လာရေးကြီးကိုအောင်မှုနီလန်းပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပြောတာအောင်မှုနီလန်းများကိုအောင်မှုနီလန်းများကိုမသိဘဲနဲ့တော့ခေါင်းဆောင်ဆိုပြီးတော့တာဝန်မယူနဲ့ပေါ့ဒါကိုကျွန်တော်ပြောချင်တာပါနော်အဲ့တော့ဒီလောက်မှမသိရင်တော့နော် ကျင့်တဲ့တရားကအရေးကြီးတယ်ဘယ်မှာနေနေအရေးမကြီးဘူးဆိုတဲ့ဇာတ်မျိုးကတော့လူဘိန်းကြိုက်တဲ့ဇာတ်ကိုကိုကိုဖာတဲ့ကားတဲ့ဇာတ်ပဲဖြစ်တယ်နော်ကျင့်ဟွာဟိုတရားအထုတ်နေတဲ့ဘုန်းကြီးတွေမတလားရှင်နေဆိုရင်တော့တမျိုးပေါ့အခုကတော်လိုင်းဖြစ်တဲ့အခါကျတော့အဲ့ဒီပြောတဲ့ဥပမာကြီးကတော့မသင့်တော်ဘူးမှားယွင်းနေတယ်တကယ်ကိုခေါင်းဆောင်ခေါင်းဆိုတာကမြေပြင်မှာရဲဘော်ရဲဘက်တွေနဲ့တသားတဲ့တသွေးတဲ့ เนาะဦးစားပတ်တွေဖြစ်မယ်သွေးတောက်တွေဖြစ်မယ်ရောင်ရင်းတွေဖြစ်မယ်ဒီလိုကိုဖြစ်ရမှာဖြစ်တယ်ဥပမာဆိုလို့ရှိရင်ပထမကမ္ဘာစစ်ပေါ့เนาะအဲ့တုန်းကဘယ်လ်ဂျီယံကိုဂျာမနီကနဲ့တူတယ်ကျူးကျော်ပါရဲ့ကျူးကျော်တဲ့အချိန်မှာအဲ့ချိန်ကဘယ်လ်ဂျီယံကဟိုဘယင်စနစ်ရှိသေးတယ်နဲ့တူတယ်เนาะပထမကမ္ဘာစစ်ကာလကအဲ့ဘယ်လ်ဂျီယံဘယင်ကမလုပ်တယ်လဲဆိုတော့ကျူးကျော်လာတဲ့ဂျာမနီတွေကိုတူကိုယ်တိုင်ရှေ့တန်းမှာရဲဘော်တွေနဲ့တူတက်ဖို့ဝင်ပါလေเนาะ ဒါပင်မဲလားဆိုတော့မဟုတ်ပါဘူးသူ့ရဲ့မိန်းမကเนาะသူ့ရဲ့မိန်းမကရှေ့တန်းမှာကျွန်တော်တို့တူနာပြုတ်အနေနဲ့ရှေ့တန်းမှာတိုက်ပွဲတွေကြားထဲမှာเนาะကျွန်တော်တို့ဒဏ်ရတဲ့ရဲဘော်တွေကိုပြုစုစောင့်ရှောက်တဲ့တာဝန်ကိုသူကယူပါတယ်เนาะယူပါတယ်ဒါပင်မဲလားဆိုတော့မဟုတ်ပါဘူးသူ့ရဲ့သားကိုယ်တိုင်ကလည်းเนาะဒီရဲဘော်တွေနဲ့တူတူဒီရဲဘော်တွေနဲ့တူတူသူ့ရဲ့သားကလည်း ရှေ့တန်းမှာတိုက်ပွဲဝင်တယ်နော်အဲဒီတော့ကသူ့သားစု၁၂နှစ်တားလောက်ပဲရှိသေးတယ်ပြောချင်တာကဥဆောင်မှုနေရာယူထားလို့ရှိရင်တော့သူများထက်ပြစ်ဆက်ရေးရတယ်ပြစ်ဆက်နိုင်ရတယ်ဒါကိုပြောချင်တာနော်ဒါကိုပြောချင်တာအဲ့တော့ဒီလိုမျိုးခေါင်းဆောင်တွေကမြေပြင်မှာရှိနေပြီးသားပဲကျွန်တော်တို့ကချောင်းမှုပစ်ပြီးတော့မြစ်ကိုရှာနေစရာမလိုပါဘူးနော်မြေပြင်မှာဘဒူအားမခိုင်းလို့မဟုတ်ပဲနဲ့ ဘာကူမှမမောလို့မဟုတ်ပဲနဲ့ကို့အသက်ဒီကို့ဘဝတွေကို့ရဲ့အနာဂတ်တွေကိုလောင်ကြီးထပ်ပြီးတော့မငဲ့ကွက်ဖဲနဲ့တိုက်ပွဲဝင်နေကြတယ်နော်မြေပြင်ကရဲဘော်တွေဥပမာဆိုလို့ရှိရင် BBL တို့ရှိမယ်ကိုစောက်ထားတော့နော်ဒါကကျွန်တော်တို့ဒီဘက်ကဆိုလို့ရှိရင်အဲကိုစံတို့ရှိမယ်အညာတပ်ပေါင်းစုဆိုတဲ့ဟာမျိုးတွေရှိမယ်ဒီလိုမျိုးပေါ့ဗျာမြေပြင်မှာတကယ်ရှိနေတဲ့ရဲဘော်တွေရဲ့နော်လူဝတ်ချက်တွေတကဒီမြေပြင်မှာဘာကူမှဂီးမဆိုင်ပဲနဲ့ ပေါ်ပေါက်လာတဲ့နော်ကျွန်တော်ရဲ့တော်လေးခေါင်းဆောင်တွေကဥဆောင်မှုနေရာကိုယူခြင်းသူတို့ကိုဥဆောင်မှုနေရာကိုပေးခြင်းကလည်းဒါတော်လေးအောင်မှုအကြောင်းတရားတွေပဲဒါပြတော်လေးအောင်မှုအကြောင်းအကြောင်းတရားဆိုတာရိုးရုံနဲ့မရဘူးနော်ကျွန်တော်တို့ကအမြင်မြင်ကြည့်ရတယ်မာပြူအမြောက်နော်ကျွန်တော်တို့စဉ်းစားတွေးခေါ်နိုင်ရတယ်ဒါကြောင့်မလို့နော်လိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့နေရာမှာအချိန်နဲ့တပြင်းညီရောက်အောင်လုပ်နိုင်ခြင်းနော် ပတ်စံတွေကိုငကိုတွေကအလေလွတ်မရှိအောင်လို့စင်းစစ်ကြုတ်တွေခတ်နားပြီးတော့เนาะ transparency ပွင့်လင်းမြင်သာမှုရှိရှိနဲ့เนาะပြည်သူကိုချပြနိုင်ခြင်းเนาะဟာပတ်တော်လုံးရန်တရားဆိုတာကြီးကိုကျွန်တော်တို့ကောင်းမွန်စွာထင်ချုံနိုင်ခြင်းဒီလိုမျိုးတွေပေါ့ဗျာဒါတွေကတည့်ရေးကြီးတဲ့ဟာတွေပေါ့เนาะเนาะတည့်ရေးကြီးတဲ့ဟာတွေပေါ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါเนาะဒါတွေကိုလှုပ်ဆောင်နိုင်ခြင်းဟာလဲအောင်မြင်ဖို့နီးလန်းနေပေါ့အောင်မြင်ဖို့နီးလန်းနေဆိုတာကတော့ရေးချမယ်ဆိုလို့ရှိရင်တော့เนาะအများကြီးပေါ့ ဒါပေမဲ့မဟာဗျူဟာမြောက်ဆိုလို့ရှိရင်เนาะကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့၅ချက်နှစ်၅ချက်နဲ့အတူเนาะ၅ချက်နဲ့အတူ mask ရဲ့ media ရဲ့ money ရဲ့ military ရဲ့ဒီလေးခုကိုဟန်ချက်ညီပေါင်းဆက်ဒီဘက်ကကျွန်တော်တို့เนาะမဟာဗျူဟာမြောက်၅ခုအရာနဲ့เนาะဒီဘက်ကလူတို့အခြေပြုပြည်သူစစ်ဒေါ်လာကြီး လက်နက်ကင်တော်လန်ရေးပေါင်းဆက်အရာတွေကိုကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံကြီးတွေရလဲဥစ္စာမှုပေးလုပ်မယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးကိုသွားရလန်းကပုံမူပြီးတော့ထိရောက်မြန်ဆန်ခီးရောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြရင်းနဲ့အရေးတော်ပုံမုတ်ချအောင်ကိုအောင်မီအောင်ကိုအောင်မီအောင်ကိုအောင်မီအဲကျွန်တော်ကကပြောနေရင်းနဲ့နော် ျွန်တော်ဒီရက်ပိုင်းနေမှာပေါ့နိုင်ငံရေး live နဲ့တွဲပြီးတော့နောက်ပိုင်းနေမှာကျွန်တော်ဥပဒေရေးရာကိစ္စတွေကိုတာလီသွားပါเนาะကျွန်တော်အများနဲ့တင်ပြလေးရှိရယ်ဆိုတော့ဒီနေ့တော့ကျွန်တော်အားအရကိုမပြောပြတော့ဘူးကျွန်တော်လာပြီးတော့မိကုန်းနဲ့မိသားတာအများကြီးပဲတယောက်ချင်းစီဖြေဖို့ဆိုလို့ရှိရင်လည်းကျွန်တော်အိတ်တောင်အိတ်ရမှာမဟုတ်ဘူးနားတောင်နားမှာမဟုတ်ဘူးအတော့เนาะသိကျင်တဲ့အကြောင်းအရာလေးတွေเนาะပြည်သူကမိသားတဲ့မိကုန်းအကြောင်းအရာလေးတွေအားအရလေးတွေကိုကျွန်တော်ဒီအင်္ဂလန်နိုင်ငံပေါ့เนาะဗီတိန်နိုင်ငံဥပဒေရေးရာအထူးသဖြင့် လာဝကနဲ့သက်ဆိုင်တဲ့ဥပဒေရေးရာအကြောင်းအရာလေးတွေကိုတီးသတ်ဗီဒီယိုလေးဖြစ်ဖြစ်နော် live ဖြစ်ဖြစ်ကျွန်တော်တီးသတ်နောက်မှတက်ဖို့အစီအစဉ်ရှိပါတယ်နော်ဆိုတော့ဟာကိုတင်ပြရင်းနဲ့ကျွန်တော်ပြည်သူတွေကျွန်တော်ဒီနေ့တင်ပြတဲ့မဟာဗျူဟာ၅ချက်ကိုနော်ပမာလူလေးရေးပြီးတော့မိမိရဲ့မိတ်ဆွေတွေကြားထဲမှာမိမိရဲ့ကွန်ရက်တွေကြားထဲမှာနော်ကျွန်တော်တို့ရဲ့တိုင်းဒေသခေါင်းဆောင်ကြီးတွေမြို့တော်လိုက်ခေါင်းဆောင်ကြီးတွေလူကြီးတွေနော် သိအောင်ဝိုင်းပြီးတော့ share ပေးပါမိတ်ဆွေတွေကြားထဲမှာတော်လိုက်ကောင်းဆောင်နေကြားထဲမှာနော်သိအောင်နော်ဝိုင်းပြီးတော့ share ပေးပါနော်ဆိုတော့ကိုကျွန်တော်အနေနဲ့တပြကျင်နေဒါပြကျွန်တော်ဒီ live ကို Facebook နဲ့ YouTube ကနေတပြိုင်တည်းလွှတ်တာဖြစ်တဲ့အတွက်နောက်ပိုင်းကျရင်ကျွန်တော် YouTube ကိုအဓိကအားထားပြီးလွှတ်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ YouTube မှာ subscribe မလုပ်ရသေးရင်လဲ subscribe လာပြီးတော့လောက်ကြဖို့နော်တခါကျွန်တော်ကိုချစ်ရင် TikTok မှာလည်းကျွန်တော်ရှိပါတယ်လို့နော် TikTok မှာလည်းလာရှာလို့ရတယ်လို့နော်အဲ့ဒါလည်းပြောကြရင်းနဲ့အားလုံးပဲကျွန်တော်တို့ညီငူနိုင်ရမယ်အရေးကြီးတာကကျွန်တော်တို့မှာယုံကြည်ချက်နဲ့မျှော်လင့်ချက်နဲ့ရှိဖို့လိုတယ်အဲ့ဒီယုံကြည်ချက်ကခိုင်ပါမယ်မျှော်လင့်ချက်ကိုကင်ဆယ်ပြီးတော့လက်တွေ့လှုပ်ဆောင်မှုနဲ့ပေါင်းစပ်ပြီးတော့သွားမယ်ဆိုရင်ကျွန်တော်တို့ကအောင်ကိုအောင်မြင်မှာဖြစ်တယ်ဆိုတာကိုထပ်လောင်းပြီးတော့ကျွန်တော်တင်ပြလိုက်ရပါ